စစ်ကောင်မရှင်ကစစ်အင်္ဂါပြတ်နေတဲ့အမှတ်သုံးစစ်စင်ရေးထူဖွဲ့ကစားထသုံးမှုနေရာကို နေပြည်တော်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုပြောင်းလဲခန့်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီကစားထသုံးမှုနေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်မှာအခုလာမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မှာဖြစ်တာကြောင့်၎င်းနေရာကိုအစာထိုးခန့်တာတွေပြုလုပ်လာတာပါ။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာမှာဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီး စစ်တိုင်းနှစ်ခုကသာအုပ်ချုပ်ဖို့ကြံခဲ့တဲ့ကာဆာထ၃နေအောင်ကိုအပြောင်းလဲပြုလုပ်လာတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ပထမပြောင်းလဲကလည်း20ကျော်ရှိထားတဲ့ရွေးကောက်ပွဲဝင်မဲ့စင်းတွေကထွက်လာပြီးဆိုတော့နောက်ထပ်ပြောင်းလဲတွေလည်းရှိလာနိုင်တယ်လို့တက်သတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခရခိုင်ပြည်နယ်နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်နတခ ARD တိုင်းဒေသကြီးနှစ်ခုကို စီမံအုပ်ချုပ်ရတဲ့ကစားထသုံးမှာရခိုင်ပြည်နယ်တနယ်လုံးမြို့နယ်သုံးခုသာကြံပြီးကြံမြို့နယ်အလုံးကိုတော့အရခတက်တော်အေးက ထိန်းချုပ်ထားပါတယ်။လက်ရှိကြံနေတဲ့အယောင်ရီတိုင်းမှာလည်းလေးမျက်နာရေကြီးအင်ကပူနဲ့တာပေါင်းမြို့နယ်တွေကနေရာချို့ကိုအေးကသိမ်းပိုက်ထားတဲ့အတွက်စစ်ကောင်မရှင်နဲ့စီရေးတင်းမှနေပါတယ်။စစ်ကောင်မရှင်ကလာမဲ့ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်း1မှာ ရခိုင်သုံးမြို့နယ်ပါဝင်လာပြီးလက်ရှိရွေးကောက်ပွဲကျင်းပမဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အေရို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရွေးကောက်ပွဲကျင်းပနိုင်မဲ့အခွင့်အရေးနေပါတယ်လို့လည်းသိရပါတယ်။အဲဒီလိုခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကဆထ၃နေရာကို အခြားစစ်တိုင်းမှုတွေနဲ့နီးတူအပြောင်းလဲပြုလုပ်လာတာဖြစ်ပါတယ်။ပြီးကြတဲ့အောက်တိုဘာနောက်ဆုံးပတ်ကစစ်ကောင်မရှင်ရဲ့စစ်တိုင်းမှုတက်မှမှုစစ်တကတို့အကြောင်းကြီးတွေ စက္ကခမှုတွေကိုစစ်ကောင်းဆောင်ကနေရာပြောင်းရွှေ့ပြုလုပ်ခဲ့ပါတယ်။စစ်တပ်ကတို့အကြောင်းကိုစည်ရင်ဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်နေရတဲ့ရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်ရလခခိုလန်စစ်တိုင်းမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီးစက္ကခစနစ်စက္ကခမှုတမရှိရှိမကွေးတမမှုတမတစ်တင့်အင်းနိုင်ဒုတမမှုစတာတွေကိုလည်းနေရာပြောင်းလဲတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဆေးရုံခန့်ချုပ်ယုံကတာဝန်ရှိသူတွေပြင် အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားနေတဲ့စစ်တွေဓာတ်ကဆမှုနေရာကိုပါစစ်ကောင်မရှင်ကပြောင်းလဲလိုက်ပါတယ်